င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်နေပြည်တော်မှာစိုးရိမ်မှုတွေနဲ့လှုပ်လှုပ်ခတ်ခတ်ဖြစ်တော့လဲမင်းအောင်လိုင်းရုရှားတွားရောက်ဖို့ဆုံးဖြတ်ထားဆဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်မယ့်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ရှင်ပြင်းဒီအောင်ပွဲအခမ်းအနားကိုတက်ရောက်မယ်နိုင်ငံတကာခေါင်းဆောင်တချို့ရဲ့လုံခြုံရေးကိုတာဝန်မယူလို့ယူကရိန်းသမ္မတလန်စကေးရဲ့ထုတ်ပေါ်ပြောဆိုမှုကြောင့်နေပြည်တော်မှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးမြင် မင်းအောင်လိုင်းရုရှားတောင်းရောက်ဖို့ဆုံးဖြတ်ထားဆဲဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်ရုရှားနိုင်ငံမော်စကိုမြို့မှာနေ့၈၀ပြည့်ရှင်ပြင်းဤအောင်ပွဲနေ့အတွင်မေလ၈ရက်နေ့မှမေလ၁၀ရက်နေ့ထိ၃ရက်ကြာအပြစ်ခံရဲစေဖို့ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလ၃ရက်နေ့မှာယူကရိန်းသမ္မတဆန်လန်စကီးကပေးချခဲ့တဲ့အပြင်ရုရှားကဖိတ်ကြားထားတဲ့နိုင်ငံသူရဲ့ခေါင်းဆောင်တွေရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါရယ်ရုရှားပိုင်နက်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေအတွက်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူးရုရှားကသူတို့ကိုလုံခြုံရေးပြီး ်ရဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပါလောင်ကြုံရင်အာမခံချက်မှမပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဆန်လက်စကီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာဒုတိယကမ္ဘာစစ်အောင်မြင်ခြင်းနေ့80ပြည့်နှစ်ပတ်လည်နေ့ကိုကျင်းပမှာဖြစ်ပြီးမြောက်လိုင်းအပါအဝင်တရုတ်နိုင်ငံသမ္မတရှီကျင်းဖြင့်ဘယ်လာရုစ် ဆာရီယာတို့ပါဝင်တဲ့နိုင်ငံပေါင်း20ကျော်မှခေါင်းဆောင်တွေကိုအခမ်းအနားကိုတက်ရောက်ဖို့ရကြားကဖိတ်ကြားထားပါတယ်။ယူကရိန်းသမ္မတရဲ့လုံခြုံရေးတာဝန်မယူဆိုတဲ့စကားကြောင့်ရုရှားသွားရောက်မဲ့အမေရောက်လိုက်ပါဝင်နေပြည်တော်မှာစစ်ဗိုလ်ချုပ်တချို့အကြာလုံခြုံရေးအတွက်စိုးရိမ်မှုတွေရှိနေတော့လဲရုရှားခီးစင်ကိုသွားရောက်ဖို့အမေရောက်လိုက်ကဆက်လက်ဆုံးဖြတ်ထားကြောင်းသိရပါတယ်။ မေလ9ရက်နေ့မရောက်နိုင်ပါဝင်စစ်ဗိုလ်ချုပ်တချို့နေပြည်တော်မှာ MEI Airbus လေယာဉ် SYALK နဲ့ရုရှားကိုထွက်ခွာမှာဖြစ်ကြောင်းမရောက်နိုင်တဲ့ဒူးစစ်တပ်ရဲ့ကြီးရည်လေးဗိုလ်ချုပ်တချို့လိုက်ပါကြမှာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရခိုင်ပြည်ရဲ့ပထမဆုံးတရားဝင်အစိုးရဖြစ်လာနိုင်တဲ့ Surely AE ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းမြို့များစုကိုသိမ်းပိုက်ထားတဲ့အရခတ်တပ်တော် AE ကပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းတဖြည်းဖြည်းအကောင်းလာတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့ဖြစ်ပါတယ်။ရခိုင်လူမျိုး မျိုးချစ်လူငယ်တစုက2009ခုနှစ်အေဘီလာဆိုင်ရနေ့မှာကချင်လွတ်လပ်ရေးတပ်မတော် KYI ရဲ့ကုညီထောက်ပံ့မှုနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။အေအေကကချင်ပြည်နယ်နဲ့ရှမ်းမြောက်ပိုင်းတို့မှာ2014ခုနှစ်အထိစီးရေလှူရှားမှုတွေကိုလျှို့ဝှက်စွာတိစောက်ခဲ့တယ်။2015ခုနှစ်နောက်ပိုင်းမှာရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများစတင်ဖော်ဆောင်ခဲ့ပြီးနိုင်ငံရေးဦးဆောင်ဖွဲ့ရခိုင်မျိုးသားဖွဲ့ချုပ် ULA ကို2016ခုနှစ်မှာဖွဲ့စည်းခဲ့တယ်။ ULA ရဲ့တိုင်းပြည်တိစောက်ရေးလုပ်ငန်းစဉ် State Building Process တိုင်းပြည်တစ်ခုမှာအစိုးရတင်ရဖြစ်ဖို့အခြေခံအဖြစ်အချက်လေးချက်ရှိတယ်။ 1လူရေ2ထိန်းချုပ်နိုင်မြေ3အစိုးရ4အချုပ်ချာအာဏာရုပ်ဖြစ်ပါတယ် state building တည်ဆောက်လို့တဲ့အေအတွက်နိုင်ငံရေးလမ်းစဉ်မှာ rakita လမ်းစဉ် the weight of rakita ဖြစ်ပါတယ်အတူချုပ်ပြောရရင် rakita လမ်းစဉ်ဆိုတာက အချုပ်ချာအာဏာပိုင်ဆိုင်တဲ့ confederate ကိုသွားတယ်လို့အတိအလင်းကြီးညာထားတဲ့အာရခတက်တော်အတွက်၎င်းတို့နိုင်ငံရေးရှိမှန်းချက်ရောက်ရှိရေးအလုံးကရခိုင်မျိုးသားရေးဝါဒနဲ့မောင်းနေမဲ့နီလန်ဖြစ်ပါတယ် ပထမဆုံး ULAA ကရခိုင်လူမျိုးထောက်ခံမှုရရှိရေးနေမြေစုမနိုင်ဖို့အတွက်2015ခုနှစ်အတွင်းရခိုင်လူမျိုးအများစုရှိရာရခိုင်ပြည်နယ်ကိုစစ်ရေးအရဝင်ရဖို့ချင်းပြည်တောင်ပိုင်းပလဝမြို့မှာစတင်ထိုးဖောက်လာခဲ့ပါတယ်ဒီနေရာမှာ ULAA ကနောင်တော်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EEO နီတူတရားဝင်မှုရဖို့အတွက်ဥရီပေါင်တွင်မှတိုးပန်းခဲ့ပါတယ်2012ခုနှစ်ကစပြီးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရင်းနဲ့တူငင်းချင်းလုပ်ငန်းစဉ်မှာပါဝင်နေတနိုင်ငံလုံးပြစ်ခတ်ရစိဆွေးနွေးပွဲတွေမှာလည်း2015ခုနှစ်အထိအခြားတိုင်းရင်းသားဖွဲ့များ ်နီးတူပါဝင်တဲ့ဒီဖြစ်ရပ်တွေကထင်ရှားတဲ့အချက်ဖြစ်ပါတယ်။မြည်သူဝင်ဖြစ်စဉ်2015ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာအဲဒီကာလသမ္မတဦးသိန်းစင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ညီနိုင်ဆွေးနွေးပြီးတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲစားချုပ် NCA လက်မှတ်ရေးထိုးရမှာအင်ကာ MND TNL လိုနဲ့အတူချန်ထားခြင်းခံခဲ့ရပါတယ်။2016ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့အစိုးရတက်လာတဲ့အခါမှာဥပဒေပေါင်းတွင်မှငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့တရားဝင်မှုရရှိရေးစွမ်းဆောင်မှုမှာမျှော်မှန်းတလောက်ခီးမပေါက်ခဲ့ပါဘူး။ဒါကြောင့် ULA အင်က NCA လက် မ်းကြောင်းတိုင်းမဟုတ်ပေအဖြေရှာမယ်မြောက်ပိုင်းတိုင်းရင်းသားဖွဲ့များနဲ့ဖွဲ့စည်းမယ်ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကိုဝင်ရောက်ခဲ့ပါတယ် ဒါအပြင်အစိုးရနဲ့ဆွေးနွေးမှုတွေမှာအလုံးမဖြစ်တာကြောင့်ယူရန်လင်းအင်ကလက်နက်ကင်လန်းစင်နဲ့တာတရားဝင်မှုရယူနိုင်ဖို့ဆုံးဖြတ်ထားပြီး2019ခုနှစ်ဇန်နဝါရီလ၄ရက်မှာစတင်ပြီးရခိုင်မြောက်ပိုင်းရှိစစ်တပ်လောက်ခန့်နေကြားဆောင်တပ်ဖွဲ့လေးကိုကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပါတယ်။အစိုးရနဲ့စစ်တပ်ကယူရန်လင်းအင်ကိုရခိုင်ဒေသအင်တာနက်ကန့်သက်ခြင်းအပအဝင်ဖြတ်လင်းပြစနစ်နဲ့ပိတ်ပင်တားဆီးခဲ့ပြီးအကျိုးအဖြစ်အင်ကရခိုင်ပြည်နယ်အတွင်းလူမှုထောက်ခံမှု ပုံမှန်ရရှိလာကထိန်းချုပ်နယ်မြေတချို့ထည့်ထွင်လာနိုင်ခဲ့ပါတယ်။ ULAA ရဲ့အစိုးရပုံစံဝန်ဆောင်မှုကဒီနေရာမှာ ULAA ကရခိုင်ပြည်နယ်တွင်နေထိုင်သူတွေကိုနောင်တော် EO တွေဖြစ်တဲ့ KNU, KIA, UWSA တပ်ဖွဲ့တွေကဲ့သို့ဇီဝအာဏာ ကိုအတုံးပြုပြီးအစွန်ရတင်းရဖြစ်ဝန်ဆောင်မှုပေးနိုင်ဖို့ကြိုးပမ်းလာတာကိုတွေ့ရပါတယ်။ဇီဝအာနာဆိုတာကလူတအူးတယောက်ဒါမှမဟုတ်လူအုပ်စုတစုရဲ့မွေးဖွားလာချိန်မှာစပြီးတည်ဆုံးချိန်ထိအစွန်ရသောမှုဖွဲ့စည်းရကလာပြည်သူလူထုကိုဥတီတဲ့စနစ်တကြထိန်းချုပ်ခြင်းအုပ်ချုပ်ခြင်းစတဲ့အာနာသွင်တစ်ခုဖြစ်ပါတယ်။ DEU စကိုပြင်သစ်အတွေးခေါ်ပညာရှင် Mitchell folklog ကတင်ပြခဲ့တာဖြစ်ပြီး၎င်းကဘိုင်ယိုပါဝါလို့ခေါ်တဲ့ခေတ်သေးအုပ်ချုပ်ရေးစနစ်မှာအစိုးရတွေက၎င်းတို့ရဲ့လူဦးရေကိုကျန်းမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးတို့ဖြင့်ထိန်းချုပ်ဖို့ကြိုးပမ်းလာတယ်လို့ဆိုပါတယ်။ ULAA ကအစိုးရတည်ရည်အနေနဲ့ပြည်သူလူထုဝန်ဆောင်မှုပေးခြင်းကို2020ပြည့်နှစ်ကိုဗစ်ကာလမှာစတင်တွေ့ရှိလာပါတယ်။ဒါပေမဲ့ဒီကာလဆေးပတိပကအင်အားရင်းမြစ်နေပါမှုစတဲ့အခြေအနေတို့ကြောင့်ကာကွယ်ဆေးကိုအကန့်အသတ်နဲ့သာထိုးပြနိုင်ခဲ့ပါတယ်။စေတနာအာရခပြည်သူအကျိုးပြုစည်းကမ်းများလည်းထိန်းချုပ်ပြီးမြို့နယ်တွေမှာဖွင့်လှစ်ထားလျက်ရှိပါတယ်။ 2021ခုနှစ်ဩဂုတ်လပိုင်းမှာ ULAA ကအစိုးရတရရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့တရားရေးဆိုင်ရာလုပ်ငန်းများအတွက်ဥပဒေရေးဆွဲပြီးဖြစ်တဲ့အတွက်ဝန်ဆောင်မှုပေးနိုင်ဖို့တရားရေးဌာနကိုဖွင့်လှစ်ခဲ့ပါတယ်။ ULAA ရဲ့တရားစီရင်စနစ်မှာကျေးရွာအုပ်စုအစဉ်တိုင်းနယ်အစဉ်ခရိုင်အစဉ်စသဖြင့်သတ်မှတ်ထားပြီးမတရားမှုအကြမ်းဖက်မှုခိုးမှုညီရပြဿနာပြင်တရားရုံးဥပဒေအစုံပြတ်ခံယူရမယ်အမှုခင်များအလုံးကို email telegram vk စာရဲလိပ်စာတွေမှာတစင်တိုင်ကြားနိုင်ပါတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကပြောပါတယ်။ တရားဥပဒေစိုးမိုးမှုအပိုင်းအတွက်လည်း2023ခုနှစ်2029ခုနှစ်စစ်စင်ရေးအပြီးရရှိလာတဲ့ထိန်းချုပ်နယ်မြေတွေမှာကိုယ်ပိုင်ရဲတပ်ဖွဲ့ထားရှိတာကိုတွေ့ရပါတယ်။အဲ့ဒီဝန်ဆောင်မှုအတွက်ကျေးနပ်အားရကြောင်းကြောက်တော်မျိုးကအမျိုးသမီးတအုပ်ကလည်းပြောကြားထားပါတယ်။ညပိုင်းကျရင်ရက်ွက်လမ်းတွေမှာကင်းဆောင် ပေးတယ်ကင်းလှည့်ပေးတယ်အချိန်မတော်အရက်သေးစာတောက်စားမှုရပြီးသွာလာနေသူတွေကိုထိမ့်သိမ့်ပြီးအေးအေးယူတာတွေရှိတယ်အခုလိုမျိုးလုပ်ပေးနေတော့ကျမတို့အတွက်ပို့ပြီးတော့လုံခြုံမှုရှိတယ်လို့သူကပြောပါတယ်အဲ့ဒီညာကိုကြည်ပါကစစ်အာဏာသိမ်းမှုနောက်ပိုင်းတော်လိုင်းကာလမှာရခိုင်ပြည်သူလူထုက URLA အေးအေးကိုရှုံချင်မှုအားကိုးမှုဖြစ်လာကြောင်းတွေ့ရပါတယ်ဒါပေမဲ့အစိုးကောင်းတွေကတွန်တွဲလျက်ရှိပါတယ်2023ခုနှစ်အောက်တိုဘာလမှာစိုင်းကဲခိုးမှုတန်တရားနဲ့ဖန်စီရိုင်းနှံနှိမ့်ဆက်စစ်ဆေးခံရတာကြောင့်ကြောက်တော်မျိုးနေ့ ိုအောင်နိုင်ဆုံးဖားသွားတဲ့အမှုကိစ္စမျိုးလည်းရှိပါတယ်ဒီကိစ္စမှာ ULAA တရားရုံးကအဲ့ဒါဖမ်းဆီးမှုတာဝန်ရှိသူဘိုးကြီးကိုငွေသိန်း20ထံရိုက်တဲ့ရုပ်အလောင်းကိုမိသားစုထံပြန်ပို့ခဲ့တယ်လို့ကိုအောင်နိုင်ရဲ့ဖခင်ထံကသိရပါတယ်အဆိုပါကိစ္စမျိုးကအစိုးရအနေနဲ့ဝန်ဆောင်မှုပေးဖို့အတွက်ပြည်သူလူထုရဲ့ယုံကြည်မှုကိုရယူရမှာများစွာအဟန့်တာဖြစ်စေပါတယ်အောက်ခြေရရှိပိုင်းရဲ့မှားယွင်းဆုံးဖြတ်မှုတွေကြောင့်အပြစ်မဲ့အရက်သားတည်ဆောင်းရမှုလူခွင့်ရေးကိစ္စတွေမှာအတန်ထွက်နေတဲ့ ULAA နဲ့တရားရေးဌာနရဲ့ဥပဒေကြောင့်ရပွင့်လင်းမြင်သာမှုပေါ်အထက်က ာခိုင်းတဲ့အတိုင်းအမိန့်ချမှတ်နေသလားလို့မေးခွန်းထုတ်နိုင်ပါတယ်။2024ခုနှစ်ဧပြီလ10ရက်နေ့ကျရောက်တဲ့ရခိုင်တပ်တော်15နှစ်ပြည်မှာအာရခပြည်သူအစိုးရနဲ့အာရခတပ်တော်လို့ပြောင်းလဲခေါ်ခြင်းဖြင့်အစိုးရတရရဲ့လုပ်ငန်းစဉ်များပုံမိုးဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ဒီရာတွေထဲမှာတရားပရိစုံမွေးအတွက်ပုံမိုးဆောင်ရွက်လာခြင်းလုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားလုပ်လာတဲ့ ULAAA ရဲ့အကျင့်ပြန်ဝန်ဆောင်မှုတွေကိုအရေးယူခြင်းတင်ပိုင်ရရှိထားတဲ့နေမြေများအတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအာရခပြည်သူအစိုးရမိသက်ဌာနမြို့ရွာတွေမှာအသိပညာပေးလှုပ်ရှား ားမှုတွေဇက်တိုင်ဆောင်ရွက်ခြင်းစတဲ့ဝန်ဆောင်မှုတွေပါဝင်ပါတယ်ရဲတပ်ဖွဲ့ကလည်းအရက်ခပြည်သူလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနဒီလက်လိုပြောင်းလဲခေါ်ဝေါ်ခဲ့တဲ့အဆိုပါဒီလက်တွေကသိမ့်ပိုက်ထားတဲ့မြို့တွေမှာပြည်သူလူထုရင်းအနေရကင်းစင်ရေးနဲ့လုံခြုံရေးဆောင်ရွက်မှုတွေဝန်ဆောင်မှုပေးနေပါတယ်။ပညာရေးနဲ့ပတ်သက်ပြီး ULAAA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်၁၄မြို့နယ်မှာ Grade 12တက္ကသိုလ်ဝင်စာမီးခွဲကိုပထမဆုံးအနေနဲ့အရက်ခမြို့သားပညာရေးဌာနရဲ့လက်ညွန်ချက်နဲ့ចောင်းသားចောင်းသူတို့ဖြည့်ဆို့ရမယ်လို့အရက်ခ မြို့သားပညာရေးဌာနကထုတ်ဖော်ပြောဆိုထားပါတယ်။ဒါအပြင် တက္ကသိုလ်စတက်ခွင့်မရသေးတဲ့လူငယ်တွေအတွက်ရခိုင်ဒေသအတွင်းကောလိပ်ဖွင့်လက်တင်ကြားပေးနိုင်ရေးဆောင်ရွက်နေတယ်လို့အရခန်ကောလိပ်ကမလ18ရက်နေ့မှာရခိုင်ဘာသာနဲ့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါ